များပြောလို့ရက်လိုက်ရရဆိုတော့မရှိဘူးကိုကအကယ်လို့မတော်တဆရက်ချင်းစိတ်လေးပေါက်နေတာသူများပြောလာလို့ရှိရင်သူတို့ပြောလို့ရက်တယ်ဒီမှာဆိုလို့မရက်ကုန်ရက်တာပို့လောက်တာကိုကအဲ့လိုအရွယ်တက်တယ်ကပါ ကိုကစေချင်လို့ငားရလေနော်ကစေချင်လို့ငားရဆိုတော့ပြည်သက်တွေကလည်းအထက်တော့ကရဲဆိုချစ်လာကြည့်ကြရဆိုတော့ခါကြကိုအနေနဲ့ကဖန်ဆာဗစ်ပေးတာပါဟုတ်တယ်ကဲတော့ပွဲလား ဟုတ်ဟိုဘယ်ပွဲမှာပဲဖြစ်ပါဟိုအဓိကတော့ client ကကိုကအကကတာလေးတွေဆိုဟို project တွေကကြိုက်တယ်ဆိုတော့ခါကြလို့ရှိရင်အပွဲရှင်ကကိုကစီချင်လို့ငှားရလေနော်ကစီချင်လို့ငှားရဆိုတော့ပြီးတော့ project တွေကလည်းအထက်တော့ကရဲဆိုချစ်လာကြည့်ကြရဆိုတော့ခါကြကိုအနေနဲ့က fan service ပေးတာပါ ော့ client အနေနဲ့ကိုယ့်ရဲ့ data entertainment တရားအနေနဲ့ပေါ့နော်မင်းသမီးဆိုရဲစိတ်ကြီးနေမဟုတ်ပါဘူးကိုကဖြောပြတင်ဆက်ရတဲ့သူဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပြဿနာတွေကကိုဘယ်လိုလေးဖြောပြပျော်မလဲပေါ့နော်ဆိုတော့စိတ်လေးနဲ့ပဲအဲ့အဲ့စိတ်လေးနဲ့ပဲအမြဲအမြဲဖြောပြခဲ့ရဆိုတော့ဟိုဘလို့မှတော့တက်စိတ်တွေမှာမရှိပါတော့အဓိကသဘောကျတဲ့လူသဘောမကျတဲ့လူနှစ်ဖက်ရှိနေမှာပဲဒါပေမဲ့သဘောကျတဲ့လူရှိနေသေးရတော့ထက်ကတော့သဘောကျတဲ့လူတဝက်အတွက်ထက်ကတော့ပြောပြပေးရမှာပဲပေါ့အဲမလောက်တော့ဘူးရဲ့ပါရဲ့တော့အဲ့လိုမျိုးတော့မရှိပါဘူးအဲသူများပြောလို့မလောက်တော့ဘူးဆိုတာထက်ကမှာပဲတော့မှမရှိဘူးကိုယ့်ကကိုယ်ကိုမလောက်ချင်တော့လို့ လုတော့ဘူးဆိုတဲ့အချိန်ရအောင်ရောက်လာမယ်အာဒါငါမလုချင်ဘူးစိတ်ထဲမှာတမျိုးဖြစ်နေရဆိုတော့ဒါတင့်ဖြစ်လာမှာဒါအဓိကဘာမဆိုတော့ကိုကိုကြောင့်ပဲပေါ့နော်သူများပြောလို့ရက်လိုက်ရရဆိုတော့မရှိဘူးကိုကအကယ်လို့မတော်တဆရက်ချင်စိတ်လေးပေါက်နေတာသူများပြောလာလို့ရှိရင်သူတို့ပြောလို့ရက်တယ်ဒီမှာဆိုလို့မရက်ကုန်ရက်တာပို့လောက်တာကိုကအဲ့လိုအရွယ်တက်တယ်ကပါ အဲ့လိုသူများပြောလို့ပြောလို့လာမျိုးမရှိဘူးအဲအဓိကကတော့အားလုံးမှာဗာပဲလို့လို့တက်တက်လို့ရှိမှတက်တက်လို့ရှိရအကောင်းဆုံးအားမြဲတွဲနေမှာပဲလေနော်အဲ့ခါကျတော့ဟိုပြောမယ်ကြိုက်တယ်လို့ပြောတာလေတွေးရလဲဝမ်းသာရတယ်အမကြိုက်ဘူးလို့တွေးရခါကျလို့ရှိရလဲဩစိတ်ကြီးကနေနားလိုက်ပေးကြပါလို့ပြောအဲစိတ်ကြီးကနေပြောတာပေါ့နော်အယောက်စီတော့ မပြမပြောနိုင်ဘူးလေအစောဟိုမရှင်းပြနိုင်တဲ့အခါကျတော့နားလည်ပေးကြပါလို့ဒီကနေမြေရတစ်ဆင့်လဲအရှင်းပြချင်ပါတယ်ဘယ်ရမစိုးအလုပ်လုပ်တဲ့အခါကျလို့ရှင်အကြိုက်နဲ့မကြိုက်နှမျိုးလေးရှိမယ်အမြင်လေးရနှမျိုးရှိမယ်အဲကောင်းတယ်မကောင်းတာလေးနှမျိုးရှိမယ်ပေါ့နော်သူအတွဲလေးပါလာတဲ့အခါကျလို့ရှင်မကောင်းတဲ့ဘက်လေးကနေအဖြစ်သွားခဲ့တဲ့ဟာလေးရှိရင်လဲနားလည်ခွင့်လို့ပြပါလို့ပြောချင်ပါတယ်ရှင်ဟာလို့ဆိုလုပ်လိုက်တာပဲအဲ့လိုတခုဆိုလေ no ဆိုပြီး complaint ကတည်းကမပါဘူးရကူးရရပဲဖြစ်ဖြစ်အဲ့လိုကွဲမှာပဲဖြစ်ဖြစ် အခုဆိုလေးငင်းရမှာရောအားနာတယ်အဲတကယ်ချင်းတွေကအခုအခုညီကတောင်းတာဖြစ်ဖြစ်ဘာမဆိုရင်ကိုကလေ yes ရတယ်ငါလုပ်ပေးမယ်ငါလုပ်နိုင်တယ်အဲ့လိုဖြစ်ချင်တဲ့လူဆိုတော့အဲ့လို no ဆိုတဲ့ဟာကိုတော်တော်တိုင်ကိုမပြောအဲ့လို